ဝင်တဲ့အရာလက်နက်နဲ့ဝင်စီတယ်ဝင်စီပြီးတော့အဲ့မှာရှိကကျွန်တော်မိသားစုဝင်တဲ့ကလေးငယ်တွေပုံမကြောက်တော့ဘူးဖမ်းခေါ်ပါတယ်အလုံးစက်တယောက်ရှိတယ်ဘာလို့ဆိုးလဲဗျာခင်ဗျာဒါလားစစ်တိုက်တာကြောက်နေတတိရှင်နေပြီးတော့တက်လာခဲ့တတိရှင်နေပြီးတော့တက်လာခဲ့ကြည့်လိုက်ပါစစ်တပ်ကိုနောက်ခံပါတယ်ဘလောက်ပဲထောက်ခံထောက်ခံသူတို့တတိရှင်လာလို့ရှိရင်ဘာလို့မှမထောက်အချင်းချင်းလည်းမထောက်ဘူးအဲ့ဒါအမှန်တရားမဟုတ်တစ္ဆာရှိတယ်တိုင်းမဲမဟုတ်ရင်းကြီးတဲ့လူတောင်းဘူးပလိုက်ဆံဝါရဖြစ်တုံးနေတာကြီးနိုင်ငယ်ညအကောင်ကြီးတဲ့ကောင်ကငယ်တဲ့ကောင်နိုင်ချင်းမှားတာမှန်တာတရားတာမတရားတာမသိဘူး Hello Chad မြဝပီတူနီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ News Beat Channel ကနေပြန်မှချုပ်ဆိုလိုက်ပါတယ်2025ခုနှစ်မေလ22ရက်နေ့ရက်ချာတပရိနေ့မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးချက်ရတဲ့အူဖြားဖြားတော်လန်သတင်းတို့သတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးချဖို့အားလုံးပြောလိုက်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆိုတော့အရင်ရက်က KAI ကနေပြန်မှစစ်ကောင်စီရဲ့ပေါ့နော်ရဲရင်နှစ်စီးကိုပြစ်ချနိုင်ခဲ့တဲ့သတင်းတွေရဲ့နောက်ပြီးတော့မှစစ်ခွေးဘောမှအယောက်ကဲ့တွေချင်းချင်းပြန်ပြတော့မှ စော်နေကြတယ်ပေါ့နော်သတင်းတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့အယုံဆုံးနေတဲ့သတင်းတော်သတင်းထုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့ KAI ကယမန်နေ့မှာပြစ်ချခဲ့တဲ့ရဲရင်နေရာကိုနေမြေရှင်းလင်းပြုလုပ်နေတဲ့အချိန်မှာစစ်သားအလောင်း16လောင်းနဲ့မိလောင်ပစ္စည်းတော်တဲ့လင်းနဲ့ခန်းတွေတင်းဆဲရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရဲရင်ပြစ်ချသွားတဲ့နေရာကို KAI ပူပေါင်းတပ်တွေကနေမြေရှင်းလင်းပြုလုပ်နေတဲ့အချိန်မှာစစ်သားမသားအလောင်း16လောင်းနဲ့မိလောင်ပစ္စည်းတော်တဲ့လင်းနဲ့ဆလေးလက်တင်းဆဲရရှိခဲ့တဲ့ဆိုမှသိရှိရတာဖြစ်ပါတယ်မနေ့ကပြစ်ချခဲ့တဲ့ရဲရင်နေရာကို KAI ူပေါင်းအဖွဲ့တွေနေမရှင်လေးလို့တာစခွေးတေအလောင်းအလောင်း16လောင်းရတယ်နောက်ပြီးတော့မှမြေလောင်သွားတယ်လက်နဲ့14လက်ကိုလည်းတွေ့ရှိခဲ့တယ်ဆိုပြမကျေးစေးတရမီကနေပြတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဒါတော့ပေါ့နော်ကျွန်တော်စစ်ကောင်စီရဲ့ဒီဗျူဟာမှုပါဝင်သူတို့ရဲ့ဖုတ်ဝင်တွေများစွာတည်ဆုံသွားတာပြမဂျန်တဲ့စစ်ကောင်စီရဲ့ရရင်တစည်းကိုလည်းကျွန်တော်ရွှေကူမြို့အနီးမှာကျေးပူအောင်တဖုတ်ဝင်နေတယ်ပြမထပ်မံပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ကျွန်တော်တရင်ကောင်းကြားတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ပကူးတိုင်းနတ်တလင်းမြို့နယ်ကွင်းကျဲရွာမှာရှိတဲ့အချမ်းဖက်စစ်တပ်အထိုင်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ကရှုပ်ဦးတေဆုံးပြစ်စစ်သားအလုံးစခန်းဆုံးကွာထွက်ပြေးတော့လို့အထိုင်စခန်းကိုမြေရှို့ရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။မေလ၁၈ရက်နေ့နာနဲ့9နာရီ30မိနစ်အချိန်မှာကွင်းကျဲရွာနဲ့စစ်တပ်အထိုင်စခန်းကိုတော်လန်ရဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတော့မှကွင်းကျဲထိုင်စခန်းကိုလည်းဝိုင်းဝန်းပိတ်ဆို့ပြစ်တနေကုန်ပြစ်ခတ်တိုက်ခိုက်ခဲ့လို့အဲ့ဒီဖြစ်ပွားရာနေရာကို ပြင်ပုံပြူရွာကစစ်ကောင်စီတပ်သားတွေကနေပြီးတော့မှ120မှလက်နက်ကြီးတွေနဲ့ပြက်ကူပေးခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲမှုတွေဖြစ်ပွားပြီးတဲ့နောက်ပိုင်းမှာမွန်းလနဲ့နိုင်9မိနစ်အချိန်မှာတော်လိုင်းတဖို့ဝင်ရနေပြီးတော့မှကွင်းကြက်ထိုင်စခန်းကုန်းကိုဝင်ရောက်ရှင်းလင်းပြစ်စည်းနိုင်ခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်။ဒါတော့ပေါ့နော်ကျွန်တော်တို့ဘကူတိုင်းမှာရှိတဲ့စစ်ကောင်စီရဲ့ဒီလိုမျိုးထိုင်ချထားတဲ့စခန်းတစ်ခုကိုကျွန်တော်တို့တော်လိုင်းရေးရဆူရနေပြီးတော့မှထပ်မံတင်ပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့မှ အခုဆိုတော့ကျွန်တော်အားလုံးသိရှိထားတဲ့အတိုင်းပဲ PDF ပုံစံတဖို့ဝင်ရဆိုရင်ပြီးမှမှလည်းစစ်ကောင်စီရဲ့အထိုင်ချထားတဲ့စခန်းတွေအားလုံးကိုတစ်ခုပြီးတစ်ခုစတင်တက်ခိုက်တင်ပိုက်နေတာပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတော်သဘောအနေနဲ့ကတော့ကရင်မျိုးသားစီယုံကဲညိုတမဟာခွန်နယ်မြေထိုင်းမြန်မာနယ်ဆက်တောင်ရင်မြစ်အခြေစိုက်စစ်ကောင်စီတပ်စခန်း၈ခုကိုတက်ခိုက်တင်ပိုက်ခဲ့ပြီးဆိုပြီးမှကဲညိုဘူကနေထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ တိုက်ခိုက်မှုကိုကရင်မြို့သားလူမျိုးရေးတပ်မတော်ကန်နယ်လီတပ်မဟာခွန်စီရဲကိုကဲမှုလက်အောက်မှာရှိတဲ့တရရ၂၀၂၀နှစ်တရမိုးဥဆောင်ပြုတော့မှာကရင်မျိုးသားလူမျိုးရေးတပ်မတော်ကန်နယ်လီကရင်မျိုးသားကာကွယ်တပ်ဖွဲ့ KNDO တပ်ဖို့တပ်မိုးတွေနဲ့ရဲဘော်ရဲဘက်တွေကနေပြီးတော့မှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဆိုပါတပ်ဖို့တပ်မိုးတွေနဲ့ရဲဘော်ရဲဘက်တွေရဲ့တိုက်ပွဲတွေမှာဆွန်းဆွန်းတမန်တိုက်ပွဲဝင်ရဲ့စခန်းတွေကိုသိမ်းပိုက်နိုင်မှုတွေကြောင့်တောင်ရင်မြစ်ဘေးမှာရှိတဲ့ရွာသူရွာသားတွေကြောင့်တရားကျင်းလို့ဆိုရတဲ့လွတ်လပ်စွာသွားလာပြီးတော့မှ လောက်ကစားတဲ့နိုင်ပြီဆိုပြီးတော့မှထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ဒါတော့ဗောနကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းကန်ယူနေနဲ့စက်ကွန်စီနဲ့သူတို့ရဲ့ဒီအထိုင်းစကားတွေကိုဒီထိုင်းနဲ့ဆက်တကြောမှာရှိတဲ့ဟာတွေအလုံးကိုအခုဆိုရင်တက်ခိုက်တင်းပိုက်နေခဲ့ပြီးပြီဖြစ်ပြီးတော့မှဂျန်နဲ့ဒီဘောနစက်ကွန်စီရဲ့အေးပါရရောက်ပါတယ်ဆိုတော့စစ်ကန်ကုန်းတွေကိုလည်းထပ်မံတင်းပိုက်တော့မယ်ဆိုပြီးတော့ကြီးညာထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးတင်းပိုက်ပြီးရင်တော့ကျွန်တော်တို့ကြခင်မှာတော့ထိုင်းနိုင်ငံနဲ့ကုသန်းစစ်သွဲတဲ့နေရာမှာလည်းပို့ပြီးတော့မှကျွန်တော်တို့အနေနဲ့မှအဆင်ပြေချောချောမှုမိနဲ့ကျွန်တော်တို့ကရင်သူကရင်တိုင်းသားတွေရဲ့ လိုအပ်ဆောင်တာမြတ်မှာပို့ပြီးတော့မှအဆင်ပြေချုံးမွေးလာမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့ KB ကနေပြီးတော့မှဘော်မျိုးကိုစံတက်လာတော့ပေါ့နော်စကောင်စီရဲ့လင်းနှစည်းကိုပြစ်ချနိုင်ခဲ့ပြီးပြီဆိုတဲ့သတင်းပါဝင်ကြတဲ့ PDF ပုံပုံတဖုံတွေရဲ့စစ်ကောင်စီရဲ့စစ်စခန်းတင်တဲ့ဖွဲ့တွေအကြောင်းကိုဆရာလူမြတ်ကျော်နဲ့ပြတော့မှသတင်းကောင်းပြောကြားထားတာဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်အချင်းလိုက်တက်ပြီးတော့ KIA မေလ20ရက်မှာပြစ်ချခဲ့တဲ့စစ်ကောင်စီရဲ့ရင်နှစည်း ရှေကူမြို့မှာအရေးပေါ်တစည်းဆင်းသက်ခဲ့ရတယ်။အဲ့တော့အဲ့ဒီရဟယင်ကိုကွာကြည့်လို့မရဘူးကွာ။ကေတမစက်တက်ကအင်းနဲ့အားနဲ့ဝင်ပြီးချိန်မှောက်ပလိုက်ပါလေ။အဲ့တော့စကားက27ကိုစစ်ကိုလာဖို့နဲ့ရရင်3စီးနဲ့2စီးကိုကန်ရပြစ်ခတ်ခဲ့တယ်။တစည်းကရွှေကူမြို့နဲ့15မိုင်ပေါ်မှာပြက်ကြခဲ့ပြီးနောက်တစည်းကတော့ရွှေကူအရေးပေါ်ဆင်းသက်တယ်။ရွှေကူကရ56မှာတော့ဆင်းတဲ့ရဟယင်အမိုင်စံဒီကိုဒီနေ့ညနေပိုင်း2နာရီကျော်မှာ ကြေတက်မှဆက်တဲ့အဖွဲတွေကလက်နက်ကြီးနဲ့သွားပစ်တာရန်နေရဟရှင်တစ်ခုလုံးမျက်စိကြည်မွတောင်းရပါလေရဟရှင်ကိုကာပါလို့တာတန်ချက်ကာကားနှစ်စီးနဲ့ထရက်ကားနှစ်စီးတုံးမရအောင်ပြတ်ပြီးမိဟုံဟုံတောက်ပါလေပြုတ်ဒီချင်းဒီမှာမနေ့ကနှစ်စီးဒီနေ့နောက်ထပ်ဒစီဟောမနေ့ကဒစီဒီနေ့ဒစီတနေ့ကိုဒစီညုံနေပြန်ငတ်ကင်နိုင်ရင်တော့ကွာတုံးလာအောင်မပြည့်ဘူးဖက်စစ်တက်ခွေးကြက်မှုရောက်ဟွန်းအဲ့တော့ခုနပြောသလိုစကားက27က 输赢几万，他这点老逼的东东的那是干啥子？你你听着，哎喽，你尽量嘛，尽量啥啥，第二点嘛，老表来食堂那就谋冤嘛，谋冤嘛，新楼那边的路，等老开了嘛，扩大点的，哎喽，谋冤，老搞错了，老搞那个，哎喽，扩大扩大点，啥呀？啥个？包地那点嘞，批包地那点嘞，把过来，来转，把过来这样，细细的，昨天。 ပြောပြချင်ပါတစ်ပုတ်တောင်စစ်ကောင်စီတက်စကန်နဲ့တိမ်ကုန်းတာဝါရီစကန်တင်းတိမ်ပါတယ်ဘကိုတိုင်းပြည်ခရိုင်ပေါ့ဗျာပေါင်းတယ်မှာဖက်စစ်တပ်ရဲ့တစ်ပုတ်တောင်စစ်ကန်နဲ့တာဝါရီတိမ်ကုန်းတာဝါရီစကန်ကိုတော်ရဲစစ်တေတာပြီးတော့ကဝေးတက်လို့စစ်တေတာခွဲနှစ်ဘကိုတိုင်းစစ်ဌာန27ပြည်ခရိုင်3600နှစ်တရင်ကတိမ်ပတ်လိုက်ပါတယ်အဲ့တော့18ရက်နေ့ရက်ကတော်ရဲစကန်ကိုအင်အား90နဲ့အင်အားဖြည့်လာတယ် ဲ့ဒီအင်အားဖြစ်တဲ့တက်တွေကိုတရဇက်ဂျားပြတ်ထိုက်ကြိုက်တယ်အဲ့တော့ဒီစစ်တပ်ဟာပင်ဝတော်တိုင်းစခန်းကိုပြန်ဝင်ပြီးသွားတယ်ထပ်ပြီး Facebook တိုက်ခိုက်တယ်မေလ16ရက်နေ့မှာတိမ်ကုန်းတာဝါတိုင်းစခန်းကိုဆုတ်ခွာထွက်ပြေးခွေပြေးပြတဲ့အတွက် PDF ပြီးခရိုင်ကတိမ်ကုန်းတာဝါတိုင်းစခန်းကိုအသိမ်းပတ်လိုက်ပါအဲ့တော့မေလ17ရက်နေ့တွေကလည်းပေါင်းတယ်ညို့တွေကတစ်ပုတ်တော့စခန်းကိုအသိမ်းပတ်ပြီးတာပါအဲ့တော့တရင်တုတ်တည်တာကွာခြေတလုံးတော့ကွာရှင်းလား ကဲဒါတော့ဆီအလူမဲကျော်နေပြီမှာရှီကူမျိုးနီးမှာပါနော်ဒီလဲလျောင်းနေတဲ့စက်ကောင်စီရဲ့ရိုက်ရင်တစုံထပ်မံပြတော့မှဖြစ်စီနိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကျွန်တော်ထပ်ပြတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်အလုံးတည်ထားတဲ့အတိုင်းပဲကျွန်တော်တို့ကဲဘေးကနေပြတော့မှစက်ကောင်စီရဲ့ရဲ့နစီကိုပြက်ခဲတဲ့နေရာမှာနစီလုံးထိမှန်ပြတော့မှတစီရဆိုတော့လုံးလုံးကိုပြစီတော့တာပဲဖြစ်ပါတယ်အခုနောက်ထပ်တစ်ခါဒီလိုမျိုးပါနော်အမောအခြေတော့အောင်လို့ဆောင်နိုင်ခဲ့တာပြတော့မှဒီဘေးနားမှာရှိတဲ့တင်ကားတွေအရဆိုရင်လဲသုံးလို့မရအောင်ကို လုံးဝကိုပေါ့နော်မုံချိနိုင်ခဲ့တယ်လို့ကျွန်တော်ထပ်ပြီးတော့မှတရတာပဲဖြစ်ပါတယ်ဆိုတော့ပီတိုရီအနေနဲ့ကျွန်တော်တော်လန်လိုက်လုံးမှာဒီလိုမျိုးနောက်ထပ်တရင်ကောင်းတွေကိုကြားချင်တယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့တော်လန်ပီတိုရီတော်လန်တဖို့ဝင်နေတဲ့သူဝိုင်းဝန်းစီလို့ညွှန်ဆောင်တဲ့စစ်ကိုအများဆုံးချစ်တဲ့ဖို့လုံနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဖို့အနေနဲ့ဘောမကျော်စိုးကနေပြီးတော့မှ PDF တွေတတိရှိနေပြီးတော့ထိလာတိုက်ဆိုပြီးတော့မှပေါ့နော်ဘယ်လိုမျိုးအချောင်စင်ခေါ်ထားမလဲဆိုတာကျွန်တော်စပြီးတော့မှချိလိုက်ရအောင်မနေ့၈နှစ်မိနစ်30အချိန်ခန့်မှာတို့ဝင်ဖမ်းပါတယ်ဝင်ဖမ်းတယ်ဝင်ဖမ်းနေတဲ့ကကျွန်တော်တို့အမှတ်9ရက်ကွက် ဝန်ထမ်းပေါင်းစုံနေတိုင်းနဲ့ဒီဝန်ထမ်းအိမ်အောင်တို့တပြိုင်တည်းဝန်တိုက်ပြီးတော့ဝန်ဖမ်းပါတယ်တဲ့အဲ့ဒီမှာတို့ဖမ်းဆီးရမိတဲ့သူတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီပညာရေးပါတယ်တဲ့မြေစင်းပါတယ်တဲ့မြေစင်းပါတယ်ဗျာကျန်တာတွေကတော့တို့ရဲ့တို့ရဲ့ဒီမိသားစုဝင်တွေဗောဗျာကလေးငယ်တွေပါတယ်ပြီးရင်ကျွန်တော်ဒီဒီနိုးဆိုးအရွယ်တွေပါတယ်အဲ့ဒီလူတွေတို့ဖမ်းပါတယ်တဲ့ဖမ်းလို့ရရှိတဲ့သူတွေကိုလည်းတို့အနေနဲ့အဲဒီတက်ဆိုင်ရာအစစ်အစစ်ကိုတင်ပြပြီးတော့တို့ရဲ့ဒီဝင်တို့ရောဝင်ကြီးဌာနရဲ့ညွှန်ကြားတိုင်းဆက်လုပ်မယ်တဲ့အဲ့လိုတွေပြောတယ်ပြောတယ်ခက်ခဲလို့စဉ်းစားကြည့်ဒီကောင်တွေကဒီကောင်တွေကကျွန်တော်တောင်းတအောင်လာတိုက်တာ ဘယ်ကိုလာတိုက်တာဒီလက်နက်မဲ့နေရာကိုလာတိုက်တာလားဒါမှမဟုတ်ဒီလက်နက်ရှိတဲ့နေရာလာတိုက်တာလားခင်ဗျာတတိရှိရပဲအဲ့မှာခင်ဗျာတောင်တောင်မှရှိရဲစကန်ဝင်တိုက်တောင်တောင်မှရှိရမှာတက်မလို့စကန်ဝင်တိုက်တက်မလို့ဂိတ်ကိုဝင်တိုက်ဆော်ပလိုက်အားပြီးတော့ဆော်ဘာဖြစ်လက်နက်လက်နက်ရင်ဆော်ရတာဗျာဆော်အခုကဗျာခင်ဗျာတို့ကဘာလဲတို့ဝင်တိုက်တယ်ဘယ်ဝင်တိုက်ကဝင်တိုင်းအရာဝင်တိုက်တယ်ကြည့်ဦးခင်ဗျာကြည့်လိုက်တို့ဝင်ခါလာတာတက်မလို့ဂိတ်တွေရဲစကန်တော့ဝင်မပြေဘူးဝင်ဝင်မပြေဘဲနဲ့ကျွန်တော်တို့ဒီဝင်တိုင်းအရာဝင်ဖြစ်တယ်ဝင်တိုင်းအရာလက်နက်နဲ့ဝင်စီတယ်ဝင်စီပြီးတော့အဲ့မှာရှိကကျွန်တော်မိသားစုဝင်နေကလေးငယ်တွေကိုယ်ဝင်ကြတော့အကုန်ဖမ်းခေါ်ပါတယ်အားလုံးစက်တယောက်ရှိတယ်ဘာလို့ဆိုးလဲဗျာခင်ဗျာ ဒါလားစစ်တိုက်တာပြောင်းနေတတိရှင်နေပြောတက်လာခဲ့တတိရှင်နေပြောတက်လာခဲ့နော်ရှေ့လာတတိရှင်ကတော့အဲ့မှာရှိတယ်မိတိလာနီးတယ်မိတိလာဝင်ဝင်တက်ဝင်တိုက်လိုက်မိတိလာဝင်တိုက်တတိရှင်ဝင်တိုက်ပဲဒီဝင်နေတယ်လက်နက်မဲ့ဝင်နေတယ်လာတိုက်ပြီးတော့ပါကျွန်တော်တို့ကဘယ်နှယောက်ဖမ်းလာနိုင်ခဲ့ပါလဲပါညာမချက်ဘူးလားစစ်တိုးကြတယ်မင်းတို့မချက်ဘူးလားကဲမင်းတို့တောင်းတာတိုက်တာဘာအတွက်တိုက်တာဒီဝင်နေတယ်ဖမ်းဖို့လာတိုက်တာလားမေးပါဝင်နေတယ်ဖမ်းဖို့လာတိုက်တာလားကဲဝင်နေတယ်ဖမ်းဖို့လာတိုက်တာလားလောင်းနေပြီလားတက်ကောင်တနကြီးတွေကြိုက်ပြီးတော့ကွာတနကြီးတွေကြိုက်ပြီးတော့လက်နက်မဲ့ဆိုအေးအော်ဒီမင်းတို့ထားတော့မင်းတို့ကတော့ဖမ်းပြီ မရှက်ဘူးလားမရှက်တော့လက်နဲ့မဲ့လို့ဝေဖန်တာမရှက်ဘူးလားစစ်သွေးရအောင်စုလေမင်းတို့အချိန်မရှိတော့ဘူးနော်မင်းတို့ရဲ့အချိန်တွေကနောက်ဆုံးမှအေရီမြစ်ရှိတယ်အေရီမြစ်ထဲမှာမင်းတို့ရဲ့အလောင်းတွေမပေါ်ချင်ဘူးဆိုရင်လက်နဲ့ချလက်နဲ့ချပြီးတော့အလင်းဝင်မောင်းဘူးဆိုရင်မင်းတို့ရဲ့အသက်တွေဘယ်တော့မှမကျန်တော့ဘူးလက်ရှိကမင်းတို့ဒီတောင်းသားမြင်းကြံမလိုက်နှထိုးကြီးငစွန်အဲ့ဒီဘက်မှာဝင်ရောက်တိုက်ခိုက်တဲ့ကောင်ကမင်းတို့ဖွဲ့တယ်အများကြီးတည်တယ်အဲ့လာမင်းတို့အတူပါရစာတက်ကြီးဆိုကြည့်လိုက်အာဘာဖြစ်လဲညာဖြစ်တော့ဆဲပြီးတော့ကဘယ်တော့မှဒီတော်လိုင်းကိုရက်လိုက်ပြီကွာဆိုတော့တက်ကြီးတော့တင်ထားတာတွေ့ရတယ်တော်တော်သိရတော့ တို့တော်တော်ဖေးတယ်အဲ့တော့ share ပါလေအကြမ်းဖက်တွေရှိတယ်တပ်မတော် share နေအောင်ပါကဲကျော်စိုးကတော့ဘောနော်အခုဆိုရင်ကျွန်တော်တို့ PDF တပ်ဖို့ဝင်တယ်တတိရှိတယ်ဆိုတော့နေပြည်တော်ထိလာတိုက်ဆိုပြီးတော့ကျွန်တော်တို့ကိုအချင်းချောက်ပြောဆိုထားတာဖြစ်ပါတယ်တစ်ဖက်မှာဆိုတော့ PDF တပ်ဖို့ဝင်နေပြီးတော့တောင်းတမှရှိတဲ့စစ်ကောင်စီရဲ့ NaN CDM ဝင်ထမ်းတွေနဲ့မိသားစုဝင်တွေကိုဖမ်းဆီးချုံနောက်ထားပြီးတော့စစ်ဆေးမှုတွေလုပ်နေတဲ့အချိန်မှာပဲဒီဘက်မှာရုပ်ကွက်တွေကတော့ ခြေကွက်လောက်မြန်နေတာပြမမကြခင်မှာတော့ကျွန်တော်အနေနဲ့ပေါ့နော်ရှင်းလင်းချင်းခိုင်းမယ်ဆိုပြီးတော့မှတောင်းမှကျွန်တော်တို့ကိုဒီချင်းချောက်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်းလေးဘယ်လိုပဲအားချောင်းနေပါစေကျွန်တော်တို့အခုဆိုရင်မြင်းချန်တောင်းသားနဲ့ထူးကြီးစားတဲ့အထူးစစ်စင်ရင်းနေနဲ့ PDF ပုံတဖို့နေရဲ့ပြောင်းပြောင်းလာတဲ့စစ်ဆွဲတွေအကြောင်းစစ်ကောင်စီတဖို့ဝင်နေရဆိုတော့လူလဲနေပေါ့နော်အခုဆိုရင်မျောစာတုံယုံဖြစ်နေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒီကျော်ဆိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးနေကြတဲ့မျိုးပါပြည်သူတွေဘက်ကနေပြီးတော့မှလဲကိုယ့်ရဲ့အမြင်လေးတွေကိုချက်ပြေးခဲ့ချဖို့ကျွန်တော်အားလုံးအသုံးဆိုပါတယ် ောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမပြောင်းချနိုင်ပြတော့မှကြဲကနေပြတော့မှစစ်ကောင်စီရဲ့ရိုက်ရင်နှစည်းကိုပြစ်ချနိုင်ခဲ့တယ်ဆိုပြတော့မှပေါ့နော်ဝန်ခံပြောချထားတဲ့ဟာလဲကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်လေးရင်းဗျာအသုံးစီးလုံးသူတို့ပြစ်ချမလိုက်အောင်ဟုတ်ဟုတ်တယ်ဝန်ခံမယ်အေးဒီကဝန်ခံတာဒီသုံးစီးလုံးပြစ်ချသွားတာဘောကြီးလည်းမဟုတ်ဘူးလို့ဒါကြီးကဖြည့်လည်းမဟုတ်ဘူးအဓိကကျွန်တော်လိုချင်တာကယူသားမှုနဲ့တာဝန်ခံမှုနဲ့ပြတ်သားမှုနဲ့တိုက်ပွဲကိုနိုင်အောင်တိုက်ပါမယ်ဆိုရက်ပြတ်သားမှုပဲလိုချင်တာဒီစကားမျိုးပဲလိုချင်တာအဲ့တော့မှဇာမရှိရင်စစ်သားမလုပ်ကြနဲ့ပေါ့နော်ကျွန်တော်ပြောချင်တယ်အဲ့တော့အခုလက်ရှိ ဒီ27မှာအာဒီပေါ့ဟိုလေဟိုင်ရေမနော်ရဟိုင်ရေပြချခံရမှုကပြချခံရမှုကအခုဗီဒီယိုဖိုင်ထွက်လာပြီသူတို့ဘက်ကတတိယကျွန်တော်အားလုံးကိုသုံးသပ်ကြည့်တဲ့အခါမှာဖြစ်ပုံကဒီရဟိုင်ရေကဆင်းလာတယ်ဆင်းလာတဲ့အခါမှာမဆင်းငင်ကလေးကအပြစ်ခံရတာအဲ့တော့အဓိကကဒီပေါ့နော်ဒီ mission တစ်ခုကိုဆောင်ရွက်တဲ့နေရာမှာလဲအားနေချက်ရှိတယ်ဆိုလိုချင်တာကဒီပေါ့ဟို point 5တကန်းစာလောက်ထိက point 5တကန်းစာပေါ့ဗျာဒါမှမဟုတ်ရှိတယ်တလက်ပြစ်နိုင်တဲ့ကျွန်တော်တို့ ကြည့်အကွာဝေးအထိကကိုကနည်းနည်းရှင်းထားမယ်အဲ့လိုနည်းနည်းရှင်းထားမှုမရှိတဲ့ခါကျတော့အဲကျွန်တော်တို့အဲဒီရဟယင်ထိခိုက်ရတယ်လို့ကျွန်တော်သုံးသပ်တယ်ပေါ့ဗျာနော်။ဘာကြောင့်လဲဆိုတော့ဒီတကန်းစာအဲစစ်တက်ကလည်းဒီပေါ့နော်27မှာရှိတဲ့စစ်တီကလည်းမရှင်းဘူးလားဆိုတော့တို့လည်းအကောင်းဆုံးစူးစမ်းခဲ့ပုံရပါမယ်နော်။အကောင်းဆုံးစူးစမ်းမှာပါ။အဲကြောင့်ဒီနေရာလေးဆိုတော့ကြိုတင်ပြီးတော့ရဟယင်လာပြီဆိုတဲ့ခေတ်ကပေါ့ဗျာနော်။ဒီနေရာလေးကြိုတင်ရှင်းထားမှာဆိုတော့တို့လည်းကောင်းကောင်းသိပါပဲ။သိရတဲ့ကြောင့်တို့ရှင်းသလားဆိုတော့လေရှင်းတယ်လို့ကျွန်တော်မျှော်လင့်တယ်။ဘာကြောင့်လဲဆိုတော့ဒီလောက်ထိအရေးကြီးတဲ့မရှင်းတဲ့ခုဆောင်ရွက်နေတဲ့အခါမှာဒါက ဘယ်ချိန်ဘယ်ချိန်မှာလေးရင်လာမစောဘယ်သူမှလည်းမသိဘူးကျွန်တော်လည်းမသိဘူးเนาะအဲ့တော့သူတို့တွေတေချာလေးစီစဉ်ထားမှာပဲအဲစီစဉ်ထားပြီးတော့ဒါမဲ့တပုံမဲ့ရဲ့ဘီဟောကိုကျွန်တော်ပြန်လေ့လာကြည့်တယ်အလေ့လာကြည့်တဲ့အခါမှာတော့သူတို့ကကျွင်းတူတယ်ကျွင်းတူပြီးတော့ခိုးအောင်နေနေတာအဲ့တော့စစ်တီတွေအနေနဲ့မရှင်းဘူးဆိုရှင်းတယ်ရှင်းမယ်အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်သွားတယ်အကုန်လုံးမရှင်းနိုင်တဲ့ဒိုင်းတာတွေဖြစ်တဲ့အခါမှာတော့ကြံနေတဲ့နေရာနဲ့ point five နဲ့သူတို့ပြစ်သွားတာပြစ်တဲ့အခါမှာလေးရင်ကမစင်းငင်ကလေးကပြစ်ခတ်ခံရပြီးသားဖြစ်တယ်အဲ့တော့လေးရင်ကိုကြည့်လိုက်ကြသိရလေအော်လင်းရင်အဖြစ်ခက်ခံရပြီအထုပ်တွေအားလုံးသူကောပြကြရတဲ့သူပစ္စည်းတွေအကုန်လုံးချသွားတယ်သူစူးစမ်းပြီးချသွားတယ်အ ဲ့တော့ချပြီးတော့လေရင်ကပြန်ပြီးတော့ပြန်တက်သွားတယ်ပြန်တက်သွားပြီးတဲ့ခါမှာတော့တနေရာမှာသွားပြီးတော့လေရင်လုံးဝပြတ်ကျသွားတယ်အဲ့တော့ဒီပေါ့နော်ဟိုရဟတ်ရဲ့မောင်းနဲ့ပိုက်တော့ရဲ့ဆုံချက်ချက်ပေါ်မှာလေအများကြီးမူတည်တယ်ပေါ့အကယ်၍သာပေါ့ဗျာနော်အဲ့ဒီလေရင်ကိုအဲ့ဒီရဟတ်ရင်ကိုဆက်မထွက်တဲ့ပဲနဲ့ပြစ်ခတ်ခံလိုက်ရပြီပြစ်ခတ်ခံလိုက်ခါမှာဆက်မထွက်ပဲနဲ့အဲ့ရဟတ်ရင်ကိုအဲ့ဒီမှာပဲကေတာဌာနနားလိုက်မယ်ဟေ့ဆိုလို့ရှိရင်ဒီရဟတ်ရင်နဲ့သူသူဒီ အသက်ဆုံးရှုံးမှာမဟုတ်ဘူးအဲ့တော့လင်းနှစင်းပေါ့အဲ့ဒီရဟရဲ့နှစင်းပြန်ပြန်ပြတ်တက်သွားတယ်နော်အလုံးမသုံးစင်းလို့တော့ပြောတယ်ကျွန်တော်မြင်တာကနှစင်းပေါ့တစင်းကတော့ဒီဒီဟာမှုနဲ့ဒီဟာမှုနဲ့ချန်တဲ့ဒရယာစစ်တီကအများကြီးပါသွားတယ်အဲ့ဒီကန်ရောကျွန်တော်အေးပေါ့အဲအစိုးရအကောင်းပေါ့လေနော်ပြောင်းရတာလို့ပဲဖြည့်သေးရတာပေါ့နော်အရင်တော့ကြတော့ဘုံမျိုးကရေခဲပါတယ်ဆိုပြီးတော့မှအချောင်ပြောဆိုနေပြမခုဆိုရင်ကြတော့သူတို့ဘျော်ဟာကအားနည်းချက်တွေများစွာရှိနေတယ်ဆိုပြီးတော့မှဝန်ပြောဆိုမှုတွေလောက်လာတာပဲဖြစ်ပါတယ်ကဲကျွန်တော်ကဲဘက်ကနေပြီးတော့မှ တကွက်ပြသွားတာဖြစ်ပေမဲ့စစ်ကောင်စီအနေနဲ့ဒီလိုမျိုးရဲရဲတွေတိုက်လေရင်တွေတုံးနေတာတော့မှာပေါ့နော်အနိုင်မရရှိနိုင်တော့ဘူးဆိုတာကိုပြန်ပြီးတော့မှတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ဘော်မျိုးစကားခ27ဆိုတော့မချခင်မှာတော့ KAA PDF ပုံအောင်တဖို့ဝင်ရဲ့လက်ထက်ကိုတေချာပေါ်ရရှိမယ်ဆိုတော့တော့ဆက်လို့ရနေတာဖြစ်ပေမဲ့စစ်ခွေးတွေအနေနဲ့အခုကတည်းကနည်းနည်းချင်ချမချဘူးဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှပြည်လန်းရှင်းပြရမယ်ဆိုပြီးတော့မှကိုယ်စုံကြွချော်ထားကြတာပဲဖြစ်ပါတယ်ကြည့်ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ အေချုံဘဂရုံးနေပြတော့မှမိထီလာကပြူကောင်းဆောင်ဆိုရထွန်းဖန်စီခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အဖွဲ့မိထီလာမဆာဝါလာဖွဲ့ဝင်လာပေါ့ကြမဆာဝါကောင်းစီလာပါမလို့အဲကိုစော်ယူထွန်းကိုနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့900ငါးနဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေရာတင်တာပေါ့ဗျလွန်ခဲ့တော့တွန်လေးတစ်ပတ်လောက်လင်းငါးရက်လောက်ကဆွဲလိုက်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဗျနော်တကယ်လဲဒီလူကတော့လေအဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ဂျင်းအဘက်မှာလဲမလိုင်ကဘိုမှုတယောက်နဲ့ သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလေးဘုံမှုကမူးလာအောင်ကြားတယ်ပေါ့နော်ကားစီလာတယ်ကားမှချခိုင်းတယ်ဘုံမှုကတော့ဘယ်တိမှလေးပြရက်ဝင်တယ်ဆိုတော့အဲ့တော့အမြန်လမ်းမှာဒီလိုထုံထုံပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာမြန်ရဲကအမြန်လမ်းမှာပီချတက်တက်လာတယ်အဲ့တော့ညီသူများလည်းသူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ်မေတ္တာရက်ခံတာမှာဘုံမှုကလည်းအဲ့မှာကားလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်ဖြစ်ကြအဲ့မှာချင်းနေဖြစ်တော့သူအဲ့မှာဖြစ်ကြတယ်ပေါ့ဗျာဖြစ်ကြအစ်မသူအဲ့ကိုယ်တော်ထွန်းနေဦးစင်းစီဖောက်ဆက်တယ်အဲ့မှာဦးစင်းလည်းချက်ချင်းလည်းငယ်မိထီလာဘုံမှုစီဖောက်ဆက်တယ်တခါကြီးတခါကြီးမားတယ်ဒီဘီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ဲ့တော့တောင်းပန်လိုက်ပါတခါဆိုအဲသူလည်းအဲ့ဒီဘုံမူလည်းယောက်ျားကောင်းပီတာတယ်လို့ပဲပြောရမှာပဲဦးစင်ကအေးဆေးဆေးပြောပြသူကိုယ်တိုင်လည်းသွားပြီးမှတောင်းပန်တယ်ဒါရုံးထီသူတောင်းပန်တယ်ပေါ့နော်ကိုစောထွန်းရတာခွန့်လွတ်တယ်ခွန့်မလွတ်ဘူးဆိုတော့အစားတော့ဦးစင်ကတော့ချင်းချင်းပြေးလဲစေချင်တာဘူးပြညီမျက်စေချင်တာပေါ့နော်ဒီတောင်းပန်တာကတော့ဦးစင်တို့သိတယ်ဒါနဲ့အဒီဗီဒိုဖိုင်နဲ့ပြင်ပြီးလိုင်းမော်တော်တစ်ခုတက်လာတယ်လို့ဒါမြင့်ရှင်မှာတော့ကျွမ်းလာမြင့်ရှင်ကောက်ကနေစောစောတွေ့လိုက်ရတယ်တခါတယောက်ကပို့တဲ့အတွက်ကြောင့်ဒီလိုတွေ့လိုက်တော့တစ်ဖက်အားရသွားတာပေါ့ဗျာနော်တစ်ဖက်အားရသွားတာပေါ့အလူတင်နေတော့ဦးစင်တို့လည်းမပြောတတ်ဘူး တစ်ဖက်တည်းရောဒါတွေကိုလိုလိုလိုပေါ့နော်ဗိုလ်မှုတွေကဒီလိုမျိုးလားဗိုလ်မှုတွေကဒီလိုဒီလိုပြည်သူစစ်တပ်ဘယ်လိုအနိုင်ကျင့်တာလားဆိုတဲ့စကလုံးတွေတော့ဖြစ်သွားတာပေါ့နော်ဒါစိတ်တော့မကောင်းပါဘူးတင်လိုက်တဲ့အတွက်ကြောင့်နော်အဲ့တော့ပြောချင်တာကကိုဒီကိုစော်ယူထွန်းဒီနိုင်ငံတော်မှာတာဝန်ထမ်းဆောင်နေတဲ့နောက်တစ်ချိန်ကတကယ်စစ်သားကောင်းတယောက်ပါပဲခုလဲမိထီလာမျိုးမှာအာကိုအားထားရတဲ့ပြည်သူစစ်ကောင်းဆောင်တယောက်လို့ဦးစင်းတို့ကတော့တုံ့တက်ချင်ပါတယ်ဗျာနော်ဒါကြောင့်နိုင်ငံတော်ကြီးကဲများအနေနဲ့တူတင်တဲ့ဟာနိုင်ငံတော်ကြီးကဲများလူကြီးမင်းများအနေနဲ့ထိရောက်သွားရေးယူပေးပါလို့တင်ရင်းဖြစ်ပါတယ်ငါပါဝါတူလဲလို့ဖြစ်မှာတော်တော်လေးကြောင့်နေပွင့်ရတယ်ပေါ့နော် ကျွန်တော်ဒီပြူကောင်းဆောင်ဖြစ်တဲ့ဇော်ရီထွန်းဟာဆိုတော့စက်ကောင်စီရဲ့ဘုံမိုးနဲ့တောင်မှခြေတင်ဖြစ်ပြီးတော့မှသူဖြက်ကိုဖြက်ပုံစံမျိုးနဲ့ပေါ့နော်ကျွန်တော်ဗီဒီယိုတွေမှာလည်းတွေ့ရှိခဲ့ရပဲဖြစ်ပါတယ်ဒီချိန်မှာဆိုတော့စက်ကောင်စီဒီအရာရှိတွေအရဆိုရင်လည်းသူတို့ရဲ့အာဏာပေါ်ကိုအသုံးချပြီးတော့မှဒီလိုမျိုးတင်းတင်းကျပ်မိုက်ချခွင့်နေတာကိုကျွန်တော်ကြည်ကြံဖြစ်ဒီအဖွဲ့နဲ့အဖွဲ့စလုံးပါဆိုတော့မိမဲစရိုက်ဆန်ဆန်နဲ့ကျွန်တော်တို့ပြည်သူတွေပေါ်မှာတပြတ်မှုတွေနဲ့ချင်းချောက်အနိုင်ကျင့်မှုတွေကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်ဒီလိုမျိုးကောင်းတွေကိုကျွန်တော်တို့အနေနဲ့ လုံးဝကိုအရှင်မထားတင်းတော့ဘဲနဲ့ပေါ့နော်ဒီတော်လိုင်းမှာအစအဆုံးဖြူချဖြစ်စည်းတင်းတယ်ဆိုပြီးတော့ပြည်သူတွေဘက်ကနေပြီးတော့မှတောင်းဆိုလာကြတယ်လို့လည်းအလုံးလည်းသိရှိထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစရနေပြီးတော့မှဒီဖစ်စတက်ကဘိုးမူးနဲ့ဒီစကွန်စီရဲ့ပေါ့နော်ပြူတပ်ဖွဲ့ကခေါင်းဆောင်တို့အခြေတင်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှသူ့အမျိုးသုံးသပ်ပြောဆိုထားရပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်စပီဒ်မှာချစ်လိုက်ရအောင်နော်။ဝင်းဆိုတာမွန်တာမလိုဘူးအော်တိုလဲတယ်ဇော်ယူထိုးတော့ကတော့တနာစရာမရှိဘူး။ဒါပေမဲ့ တကယ်တမန်တမန်ကျဆိုတာကြည့်လိုက်မယ်စစ်တပ်ဘက်အချမ်းနဲ့ကြည့်လိုက်မယ်ဆိုရင်ဇော်ယူထွန်းကတို့အတက်ကစစ်တပ်ကခိုင်းတဲ့အတိုင်းဇာရမကားမှန်တဲ့မြောက်ကိုမှန်ချခိုင်းရတယ်ဒါတူကိုတောင်းဝင်ပေးထားတာတုတ်တောင်းဝင်ကိုဒူးလောက်တာဟုတ်တယ်နော်ဘုံမှုဆိုတဲ့ကောင်ကတို့တူဘုံမှုမကလို့ဘာကောင်ကြီးမဖြစ်နေပါစေလေဒီကိစ္စတော့ရင်မှန်ချဆိုအေးညီလေးရေအကိုကဘုံမှုပါဘာတောင်းဝင်မှာဓမ္မကိုကတောင်းဝင်ပြရမယ်ဒါသာရှင်းရှင်းလေးမဟုတ်ဘူးလားဟုတ်တယ်မလားအဲ့တော့ဒီကောင်တွေရဲ့စိတ်ကအတွဲခေါ်အယူဆတွေကဘလောက်တောင်မြောင်းနေပုတ်ပြီးချီးရင်းနဲ့ကြာနေလဲဆိုတာဒီဗီဒီယိုဖိုင်ရဲ့တက်တွေပဲဗျာ อืมอ่ะကျွန်တော်တိုင်းဒီမှာဘာဖြစ်လို့အဲ့လိုဖြစ်နေတာလဲเนาะကြည့်လိုက်ပါစက်ကောက်ကိုထောက်ခံပါတယ်ဘလောက်ပဲထောက်ခံထောက်ခံတူတို့နဲ့ရှင်လာလို့ရှင်ဘဒုကမထားဘူးအချင်းချင်းလည်းမထားဘူးအဲ့ဒါအမှန်တရားမဟုတ်ဘူးတစ္ဆာရှိတဲ့လူအတိုင်းမဟုတ်ဘူးယဉ်ကျေးတဲ့လူအတိုင်းမဟုတ်ဘူးတလိမ့်ဆန်ဝါဒချစ်တုံးနေတာကြီးနိုင်ငယ်ချင်းအကောင်ကြီးတဲ့ဘောင်ကငယ်တဲ့ဘောင်နိုင်ချင်းနေမှားတာမှန်တာတရားတာမတရားတာမသိဘူးအဲ့ဒါတလိမ့်ဆန်နေလုံးလည်းလုံးမဟုတ်ဘူးလားဟမ်ဒီနိုင်ငံချင်းယာတို့ကြီးတဲ့ကောင်ကယာတို့ငယ်တဲ့ကောင်ကိုတိုက်တယ်လို့လုပ်တယ်။ဗဇက်ဖက်ထွက်တာဥပဒေ။အဲ့ဒါတလိမ့်ဆန်ကြီးကျင့်သုံးတဲ့ဇယိုင်းမဟုတ်ဘူး။ အဲ့ဒါလက်ရှိမင်းအောင်နဲ့ဦးဆောင်တဲ့စစ်တပ်ဟာအာဏာပိတ်တဲ့စစ်ကောင်စီကဒီနေ့ချိန်မှာကျင့်သုံးတဲ့ဥပဒေတွေတလိမ့်ဆန်သွားတာအဲ့တော့ဘာဖြစ်မလဲမင်းအောင်နိုင်ခေါင်းဆောင်နဲ့လက်ရှိစစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းဟာတလိမ့်ဆန်နေဆိုတာညင်းလို့မရဘူးအဲ့ဒါအဖြေပဲအဲ့တော့စစ်တပ်ထောက်ခံတဲ့ကောင်တွေကမင်းတို့တိပါမင်းတို့တွေအားပေးတဲ့အတန်းစားကအဲ့လိုမှမျိုးတွေဒီတိုင်းပြည်အတွက်ဗိုလ်မှူးတယောက်ဆိုတာနည်းနည်းအဆင်မပြေတော့စစ်တပ်တခုရဲ့ဗိုလ်မှူးဆိုတာနည်းနည်းအဆင်မပြေဘူးဗိုလ်မှူးတယောက်ကအောက်မှာမြောက်များစွာရှိတဲ့တပည့်အဲ့ဒီဗိုလ်မှူးတယောက်ကအဲ့လိုလွဲမားတဲ့ရုပ်ညံ့တဲ့စိတ်သက် စပြက်တဲ့စိတ်ဓာတ်ကိုရှိနေပြီဆိုသူ့အောက်မှာရှိတဲ့အရာကြီးအကျက်စစ်တီတွေအတွက်ဘလောက်လွယ်မှားပါမလဲအဲအဲ့လိုလွယ်မှားခဲ့ရင်လည်းနေဝင်းကစပြီးအဲ့လိုစောက်ကြည့်ကိုလွယ်မှားခဲ့လို့ဒီနေ့ချိန်မှာဟိတ်တိုင်းစစ်တပ်ကချီးရင်းနဲ့ရောက်နေတာပြည်သူအားလုံးကစတွေးခွက်ထဲမျောနေတဲ့စစ်တပ်ဘက်ဖြစ်နေတာဒါကိုအမှန်တရားကိုလက်မခံနေပဲနဲ့ဘာလို့လဲငါတို့မှန်တယ်ဆိုလက်ဖို့ပြီးကြမယ်ဆိုရင်တော့မပူနဲ့မင်းတို့အလက်အခုဇော်ယုထွန်းလို့ပဲမင်းတို့အလက်ကိုဂျိမ်းလေးရောက်ပါလိမ့်မယ်ဇော်ယုထင်းတဲ့လိုပဲငါတို့စစ်တပ်ဘာလို့လဲတီတူတွေဒုက္ခပေးသူကိုလည်းချက်ဆုံးမှာပါခဲ့တာဒါပေမဲ့ ဝက်ကနောက်ဘွားတော့မဆောက်ဘူးချက်ချင်းဒီနေ့ကက IND ဖြစ်ကိုဟုတ်တယ်မလား 5G ဖြစ်ဆိုတော့ဘာလို့လဲမြန်မာနိုင်ငံဆိုရင် internet က quick 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 ဖြစ်နေတာအဲ့တော့အဲ့လို internet မြန်တယ်လို့ပဲနော်ဝက်ဆိုတာလည်း quick 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 လာတယ်ဒါကြောင့်မလို့လက်ရှိရုပ်မှန်နေတဲ့ကောင်လေးဒီသူနဲ့တိုင်းပြည်ပေါ်ရုပ်မှန်နေတဲ့ကောင်လေးကိုယ့်အလက်ကြိုက်ခံနိုင်ရှိအောင်ကြိုးစားထားပါနော်ဒီ video file လေးကတော့နော်ငါတို့တော်လှန်ပြည်သူတို့ကတော့ပို့ပြီးတော့တိုင်ဝန်ကြီးရစီအောင်ဒီလိုကောင်လေးကိုငါတို့နိုင်မှဖြစ်မယ်ဆိုတဲ့စိတ်ဓာတ်ငါတို့ဒီပို့ပြီးတော့ခိုင်းမှာပါ ိုစီပြောတော့ရဲ့အမှန်ပဲပေါ့နော်ကျွန်တော်ဒီလိုမျိုးစက်ကောင်စီရဲ့ဒီဘိုးမှုကနေပြတော့မှပြူကောင်းဆောင်ဆွေထွန်းကိုသူရဲ့ရထိုးအသုံးချပြတော့မှမမရင်နဲ့ဆဲဆိုပြပြတော့မှချိန်ချောင်းနေတော့ကြည့်မယ်ဆိုတော့ဒီကောင်တွေရဲ့ဘလော့ထရအောင်တန်းချပြတော့မှပေါ့နော်ကျွန်တော်ပီတူရီတာမကသူတို့ဒီအဖွဲဝင်ချင်းချင်းတောင်မှပြက်ခတ်ရှင်းလင်းမှုတွေလောက်ဆောင်နေလဲဆိုတာကိုထပ်ပြီးတော့မှတွေ့တာပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြတော့မှဒေတာလိုင်းရဲ့မှာဒီလိုမျိုးရစ်စစ်ချမ်းကျုပ်ပြီးတော့မှဒီအချမ်းဖက်မှုကိုပဲစစ်ထဲမှာအများတန်းရှိနေကြတဲ့အုပ်စုတွေကိုအများဆုံးဖျောချဖို့လွှတ်နေတာပြတော့မှအခုတွေပိုင်းကျွန်တော်ကြားနေရတဲ့ တော်လန်တရင်ကောင်းတွေဘယ်လိုမျိုးထပ်ပြီးတော့မှကြားချင်တယ်ဆိုတော့ကျွန်တော်နဲ့ရရရနေနဲ့အမြန်ဆုံးပူပေါင်းပုံရတော့မှာပဲဖြစ်ပါတယ်စကောင်စီနေနဲ့ခွေရပိုင်းမှာဆွန်လက်ပေါ်တာဆွဲမှုတွေဆက်တိုက်ဆိုးဆိုးလို့လို့ဆောင်နေတာပြီးတော့မှတို့ရရင်းနေနေတဲ့ပေါ့နော်နေရာဒေသတွေကိုလည်းကျွန်တော်တသက်တွေပို့ဆောင်ပေးနေတာမို့လို့ဂျာတက်ကပြည်သူတွေအနေနဲ့ခွေရရဒေသတွေကနေပြီးတော့မှသင့်ဒီဖစ်စစ်တော်လန်ရေးမှာကျွန်တော်အနေနဲ့ဝင်ပြီးတော့မှစ조사အဖြေရှာတင်နေပြီဆိုတဲ့အကြောင်းပြောရရင်ကျွန်တော်ဒီနေ့မပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြည်သူများတော့အထူးကျေးဇူးတင်ပါတယ် အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြှင့်နဲ့ပြည့်စုံပြီးတော့မှဒါရဲ့ချမ်းတဲ့နေ့တည်လေးပိုင်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါရစေ။